တန်တက် TNL နဲ့စစ်ကော်မရှင်တပ်တို့ဟာအောက်တိုဘာလ29ရက်နေ့ဒီကနေ့မနက်ပိုင်းကစပြီးတော့နှစ်ဖက်အပြန်အလှန်အပြစ်ခတ်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်လာပါတယ်။အပြစ်ခတ်ရစဲရေးသဘောတူညီချက်ရဲ့အဓိကအရေးပါတဲ့အချက်တွေထဲမှာတော့တန်တက် TNL အနေနဲ့ဒီမိုးကုန်းနဲ့မိုးမိတ်မျိုးနယ်တွေကနေသတ်မှတ်ကာလအတွင်းမှာပြန်ပြီးတော့စုခွာပေးရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ဒါအပြင်နှစ်ဖက်တပ်ဖွဲ့တွေဟာလက်ရှိရ ောက်နေတဲ့နေရာတွေမှာတက်တွေကိုချက်ချင်းရပ်တန့်ထားမှာဖြစ်ပြီးတော့စစ်ကော်မရှင်တပ်ကတန်းဒေတာတွေကိုလေကြောင်းကနေဘုံကျဲတာနောက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလုံးဝမလုပ်ဖို့သဘောတူခဲ့ကြပါတယ်ဒီသဘောတူညီချက်ဟာတရုတ်နိုင်ငံရဲ့ဂျာဝင်စည်းစမ်းမှုနဲ့တရုတ်နိုင်ငံဂူမင်းဒီခွေးမင်မှာလုပ်တဲ့အော်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့တွေကကျင်းပတဲ့ကိုချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲအပြီးမှာထပ်ပေါ်လာတာပါတအန်းတက်ဘက်ကတော့ဒီဒု ုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားစစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးရောဦးဆောင်ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။နှစ်ဖက်ပြစ်ခတ်ရစေးရေးသဘောတူညီချက်ကြောင့်တန်းဒေသခံတွေဟာလေချောင်းရံစိုးရိမ်မှုတွေကနေတကယ်ပဲတတ်တာခွင့်ရတော့မှာလားဆိုတာကိုတော့စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီသဘောတူညီချက်ကိုနှစ်ဖက်စလုံးကထိထိရောက်ရောက်လိုက်နာနိုင်မလားဆိုတာကိုလည်းဆက်ပြီးတော့စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။